တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတာအိပိုင် HK မှာ ပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါတော့အမဲသားကိုဇပလင်နဲ့မွမွေလေးနဲ့ရခိုင်ချက်လေးချက်စားပါမယ်ချက်နီးလေးကိုဗီဒီယိုအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်အမဲသားကတော့လှီပြီးသားဝင်လာပါတယ်ပြီးရင်အမဲသားကိုရေးဆင်းထားမယ်မယုတ်သီးစိမ်းကြက်သွန်နီးဇပလင်ကိုလည်းပြင်ဆင်ထားမယ်နော်ရတာအတွက်အကြတော့ဆက်နွင်းစား ချိုမုံထည့်ပြီးတော့အမဲသားကိုအရင်အရသာနှက်ထားလိုက်ပါမယ်။ဒါကတော့စားနဲ့စနွဲနေနေထားထဲတာပါ။ကျက်သွန်နီကိုပပလှိထားပါမယ်။စပင်လေးကိုအနက်ပုံမွေးအောင်လို့ထုထားပါမယ်နော်။ပုံမှန်ဆိုလို့ရှိရင်တော့စပင်လေးကိုပပလေးလှိပြီးတော့ထည့်ကြပါရစေ။ မြို့သီးစိမ့်ကိုစားနေနေထည့်ပြီးတော့အရင်ထောင်းထားပါတယ်မြို့သီးစိမ့်ညက်ပြီဆိုတော့မာကျက်သွန်ကြီးထည့်ထောင်းထောင်းပါမယ်ကျက်သွန်ဒီလေးတွေညက်လာပြီဆိုလို့ရှိရင်ငါပြိထည့်ပြီးထောင်းပါမယ်နော်ဒီငရုတ်သီးနှစ်လေးကိုအရင်စီတက်ပြီးမှချက်ပါမယ်နော် စီထည့်ပြီးတော့စီပူလာပြီဆိုလို့ရှိရင်ခုနထောင်းထားတဲ့ငရုတ်သီးနှစ်လေးကိုအရင်စီတတ်မယ်။ဆန်နေနေနဲ့ထည့်ပြီးတော့စီချက်လေးမှုလာအောင်အရင်တတ်ထားလိုက်ပါမယ်နော်။ပြီးရင်စပလင်ထည့်ပါမယ်။အသားနှက်ထားတဲ့ဒီအမဲသားကိုထည့်ပါမယ်နော်။ မှွေပြီးတော့အမဲသားလေးတွေကအသားလုံးဝအောင်လို့အဖုံးခဏအုပ်ထားပါမယ်နော်ပြီးရင်တော့ရေထည့်ပြီးတော့ချက်ပါမယ်အသားကလေတဲတဲလေးတုံးထားတဲ့အတွက်ကြောင့်ရေအများကြီးထည့်စရာမလိုပါဘူးနော်ပြီးရင်အရေခန့်တဲ့အထိချက်ပေးလိုက်ရင်တော့ရပါပြီကြားထဲမှာတော့မှွေပြီးတော့ပေးဖို့နော်အရင်အနေထားကကိုလိုချင်တဲ့အနေထားအထိချက်လို့ရပါတယ်နော်။ ီနောက်ဆိုလို့ရှိရင်တော့စလို့ရပါပြီ။စပင်လင်းနဲ့မမွေလေးနဲ့ချက်ရလို့တဲ့ဟင်းချက်နီလေးပါနော်။လိုက်ကြည့်ပြီးတော့ချက်စားကြည့်ပါဦး။ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Bye bye ။